ားလုံးမင်္ဂလာပါနီးစန်ကျန်းစာတင်နေကြောင်းဒီဇူလိုက်ပါတယ်ဒီနေ့အတွက်အန်ဒရီရဲ့ Examinatus ပညာဒါနာအရင်ရက်ကကြံနေဟာလေးကိုဆက်ပြီးတော့သွားမယ်နော်ကဲအားဆိုရင်သွားရအောင်ဒါလေးပါအဲရှေ့ဗီဒီယိုဖိုင်ပါရဲဆိုတော့ဟိုပါပေါ့နော်ဒီထိပြီးသွားပြီမွန်နိုင်စမ်းပန်ပေါ့နော်အဲ့ဒါကိုရှင်းပြပေးခဲ့တယ်အခုကမွန်နိုင်ရွနဲ့မွန်နိုင်ကောက်ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ကဲအားဆိုဆက်မယ်နော် နေတရောကုပံမှာစံကားဟင်းသောရှိဟာရာယီဝါပါဝင်မဲ့ငွေစေငွေကိုကတော့ပါဝင်မဲ့ငွေကြီးအတွက်ငွေပေးချေတာကတော့အတုတဲ့နောက်မှခမာယီမာဆန်ကိစ္စမရှိဘူးရတယ်ဆိုတော့နောက်မှပြီးလဲရတယ်ကိစ္စမရှိဘူးလို့ပြောတာအဲ့ဒါဆိုနံပါတ်1ကအာမာရီမာဆိုတာကပို့တယ်ဆိုတဲ့အတိတ်ပဲပါနံပါတ်2ကကြတော့အတိုင်းကြဖို့အဆင်ပြေတယ်ဆိုတဲ့အတိတ်ပဲနံပါတ်3ကကြတော့အဆမင်းမဲ့စူစီးတယ်နံပါတ်4ကကြတော့အိုနာဂျီတဲ့တူညီတာဖြစ်တဲ့အတွက်အဆင်ပြေပါတယ်နောက်ရက်မှလည်းအဆင်ပြေတယ်နောက်မှဆိုရင်လည်းပဲရတယ်လို့ပြောတာနော်ဒါကြောင့်အဖြစ်နံပါတ်1ဒီပဲ နောက်ထပ်တစ်ခုကကြတော့ခါတဲဟွာတူအားဆိုလို့ရှင် సై ကေအခုတလောရှင်မော့တုန်ဒီအလုံးမှာဟာရီတေရူဟာရီတေရူဆိုရဲစကလုံးလေးကဘာလဲဆိုရင်သူကစိတ်အားထက်သန်နေလုံးဝကိုကဖြက်လက်နေတက်ကြွနေအဲ့လိုအဓိပ္ပာယ်မျိုးမှာသုံးတာဖြက်လက်တက်ကြွတယ်ဆိုတာကနံပါတ်1ဒိုလီယောခုစ်တေဆိုတာကအာထုတ်တာကိုရဲ့စွမ်းဆောင်ရည်ပေါ့ကိုရဲ့စွမ်းဆောင်ရည်ဟုတ်ပြီနော်စွမ်းဆောင်ရည်စမ်းဆောင်ရည်တွေဖြစ်နေတာလားနံပါတ်1ကကြတော့ခူရိုးဆိုတာပင်မန်းဆင်းရည်တာပင်မန်းဆင်းရည်မှုတွေဖြစ်နေလာတာတဲ့ကို ဒါစတေဆိုတာလက်လှမ်းတာလက်လှမ်းတာတွေဖြစ်နေတာလားဒါမှမဟုတ်ရှင်ရင်ယာရုကီကိုဒါစတေဆိုတာကလှုပ်ချင်ကန်ချင်စိတ်ရှိတာအဲ့ဒါဆိုတော့အခါကျတော့သူက အခုတလုံးအလုတ်ထဲမှာစိတ်အားထက်သန်မှုတွေရှိနေတယ်ဆိုတာလှုပ်ချင်ကန်ချင်စိတ်တွေရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့အဖေကနံပါတ်လေးရွံပန်ပါ နောက်တတကုနေဂျိုဟာချိပန်မှာကုနိုရှင်ငေါတော်ဝဒီရဲ့အလောက်ကဟာယာမင်းနီယာတိတ်ခူတာဆိုင်ဒီလောက်ကလေးကိုကတော့မြ мян လေးလုတ်ပေးပါအဲဆိုစောစောလေးလို့မပြောတရားမြ мян လေးပေါ့မြ мян လေးလုတ်ပေးပါစောစောလေးလုတ်ပေးပါပေါ့အဲအဲဆိုနံပါတ်1အီမဆုကိုချက်ချင်းလုတ်ခိုင်းတာလားနံပါတ်2ကကြတော့နာရုဘေကုတက်နိုင်တလားဤဆိုဤတဲ့လင်းလင်းမြ мян လေးလုတ်ခိုင်းတာလားဆိုတော့စောစောလေးလုတ်ပေးပါမြ мян လေးလုတ်ပေးပါဆိုတာတက်နိုင်တလားမြ мян လေးလုတ်ပေးပါနံပါတ်3ကကြဤစတေမိုဘယ်ချိန်မဲပြည့်ပြည့်လုတ်ပေးပါနံပါတ်4ကကြတော့အာကျော်ဂျူနီ င်ဒီနေ့အတွင်းမှာလုပ်ပေးမှာဖြစ်တဲ့အတွက်အဖြေကနံပါတ်1ဖြစ်ပါတယ်။နောက်ထပ်တစ်ခုကသူပါပြထားလဲဆိုရင်ဘတ်ဆိုကွန်နဲ့ကွန်ပျူတာဖြင့်ရိုမာကြီးကာရာရိုမာကြီးဆိုတဲ့စကားလုံးတွေကနိခန်ဂျီနိခန်ဂျီအဖြစ်ကိုဟန်ကန်ဆူရုကပြန်ပြောင်းရေးတယ်။အဲဆိုပြန်ပြင်းရေးတယ်။နံပါတ်1ကကြတော့နာဝုစုကပြန်ပြင်းတယ်။နံပါတ်2ကမီဆဲဒူကပြတယ်။နံပါတ်3ကကြတော့ခါယဲစုကပြန်ပြီးတယ်။နံပါတ်4ကအိုတိုစုကပြစ်ချတယ်ပြုတ်ကြတယ်ပြစ်ချတယ်။ဒါကြောင့်မို့လို့ပြန်ပြင်းနေဆိုတဲ့အချက်ပဲရပါမယ်။ နောက်တစ်ခုနံပါတ်30အိမ်မှာဆိုရင်ဥရှောကဆိုတဲ့နှစ်တကူမှာជីကာနီမိဘရဲ့အိမ်မှာပြောကြတာကွာကိုမိဘရဲ့အိမ်မှာရှင်ဆက်ဆွတ်ကဆွေမျိုးတွေကအစမတာစုစည်းကြပါတယ်ဆွေမျိုးတွေဖြစ်တဲ့အတွက်နံပါတ်1ကကြတော့ရောရှင်မိဘနှစ်ပါးလားဆွေမျိုးကမိဘနှစ်ပါးမဟုတ်ဘူးနောက်တစ်တကူကကြတော့ဦးရခုဆိုတဲ့မိဘနဲ့သားသမီးလည်းမဟုတ်ဘူးနံပါတ်3ကကြတော့ရှင်တို့ဤကဆွေမျိုးသားချင်းဖြစ်ပါတယ်ဒါကြောင့်မို့အဖြေနံပါတ်3နံပါတ်4ကကျောသားကညီကိုမောင်နှမဒါကြောင့်မို့အဖြေဆက်မယ်နော်ကဲဟုတ်ပြီ နောက်ဆုံးစိတ်မင်းကိုဆက်သွားမယ်တူတူခုတူတူခုဆိုတာကသူကရောက်တာကွာပစ္စည်းတွေပို့လိုက်လို့ရောက်လာတာလည်းရတယ်နောက်တစ်ခွေ ရောက်လာတာပေါ့เนาะရောက်လာရဲဆိုတဲ့အထိပ်ပဲဖြစ်စည်းတွေပို့လိုက်လို့ရောက်လာတယ်။အပြီးတော့အခါကျတော့ဗာလဲဆိုလို့ရှိရင်အာဘဲကုမ္ပဏီကနေဘဲကုမ္ပဏီကိုပို့တယ်မီးလေးဖြစ်ပါတယ်မီးရောက်လာတာဖြစ်ပါတယ်အဲ့ဒီလိုပုံစံမျိုးတွေမီးတွေရောက်တဲ့နေရာမှာလဲသုံးတယ်เนาะအဲ့ဆိုရင်နံပါတ်၁ကိုကြည့်နံပါတ်၁ကဒါရီရလွန်စင်းလို့လေသူနဲ့တွဲရဟာတွေကိုပဲကြည့်လိုက်ရအောင်ရတယ်တိလားဒါမှစင်းရဖတ်ပြမှာမလို့ဖတ်ပြမယ်เนาะတကယ်ကဒီမှာဂက်ဆီနီကចောင်းသားတွေစီကိုတော်တော်အာမရောက်သွားဘူး အဲ့တော့ကကြတူတူခနာခတ်တာဆိုမရောက်တော့ဘူးလေအဲ့လိုမျိုးမရောက်တော့ចောင်းသားရင်စီကိုမရောက်တော့ဘူးလေအဲ့လိုမျိုးကြီးရှိလို့လားအမရှိဘူးเนาะဒါမဲ့ဖတ်ပြမယ်နံပါတ်1အကြည့်ပါအောင်ကြည့်ဆန်းစင်းတော့ဆင်းရရဲ့ဆက်စမေးကရှင်းပြချက်ကမွေးစုကရှိခုတဲ့ခတ်ပြီးတော့ခါကြတော့ဟုတ်ပြီเนาะចောင်းသားရင်စီကိုမရောက်တော့ဆိုចောင်းသားတွေကနားမလည်ဘူးဆိုမှပဲမှန်ပါเนาะနံပါတ်2ဒီပံကိုတော့တမတော်ကြီးကာတာတငင်ချင်းစီကနေပြီးတော့အိုအီးဝိုင်းတော့ဂုံပြူတဲ့မဲလူကမေးလေးကတော်တော်ဤတရောက်လာခဲ့ပါတယ်ဒါကြောင့်အဖေကနံပါတ်2ဖြစ်ပါတယ် နံပါတ်3ဘန်ဆိုနိုအဲ့ဒီရဲ့ဟီကိုကီဝါလင်းရင်အားဆိုလို့ရှင်9:15မိနစ်မှာလေစိတ်ကိုရောက်မယ်အဲ့ဒါပစ္စည်းပိုးတဲ့ဟာရောက်တာပဲရတာလင်းရင်ကဆိုက်ရောက်မယ်ဆိုရင်တို့ချခုလို့ပါတော့အဲ့ဒီလိုပုံစံမျိုးတွေပဲရမှာเนาะမရဘူးနံပါတ်4ရွံ့ပန်အောင်သွားရွံ့ပန်ကကြတော့အီမာကာရာအခုချိန်ကနေစပြီးမီနာဆန်နီအားလုံးစီကိုတက်စ်တိုကစမုပွဲကြီးကရောက်လာပါတော့မယ်အဲ့လိုမျိုးမရဘူးเนาะဒါပစ္စည်းပိုးတာတော့မေးပိုးတာတော့မေးပိုးလို့ရောက်လာတာပစ္စည်းပိုးလို့ရောက်လာတဲ့နေရာတွေမှာပဲတောင်းလို့ရတယ်เนาะနောက်ထပ်တစ်ခုသွား စန်ဂျင်းနိဗန်မှာတုံးတယ်မို့နိုင်ဆိုတာကအတိအပယ်မရှိဘူးလို့ပြောတာအဲ့ဒါဆိုတော့နံပါတ်1ဣတိပန်ကိုကြည့်အဲ့မှာအာရှင်းကောကိုမီပွိုင်းကိုတဲ့မမုတ်တဲ့မီပွိုင်းကိုစောင့်ပြီးတော့ခါကြတော့အာအန်ဆန်ဆိုတာလုံကြုံစိတ်ချတာဘေးကင်းအောင်လို့အွန်တန်ဆူလူနန်တဲ့ကားမောင်းနေဆိုတာအတိအပယ်မရှိဘူးလေရှိလား မရအောင်နော်နမနစ်ကိုတော့ Anostowa အိလူဟာဆိုလို့ရှိရင်သူတဲ့မို့အရန်ကိုရှင်းဆဲဆွတဲ့ကျင်နာပြီးတော့အတိတ်ပဲမရှိတဲ့လူဖြစ်တယ်မကြိုက်ဘူးနမ3ကကြတော့ Scorchy ကိုဒါကြီးနည်းနည်းလောက် Your sense ဆိုတာ budget ငွေကိုပြောတာအဲနည်းနည်း budget ငွေထပ်ပို့ပြီးတော့ဗောနော်တာကာကုနဲ့တင်မို့ပို့သွားရင်တော့မှလည်းပဲအတိတ်ပဲမရှိဘူးလေတဲ့ရှိလား မရှိဘူးနော်နမလီဗက်ဆင်းနာဗက်ဆင်းနာနော်နင်နင်ကြောင်းသားဖြစ်တာတော့မှာပေါ့ချစ်ကိုကိုကအိုအီနန်တဲ့နင်နောက်ကျတာတွေများတယ်ဆိုတာလုံးဝအတိတ်ပဲမရှိတဲ့အရာပဲဒါကြောင့်အဖေကနမလီဖြစ်ပါတယ်အတိတ်ပဲမရှိတဲ့စကားပဲပေါ့နော် ။ကဲဟုတ်ပြီနောက်တစ်ခုစန်ဂျူစန်ဘန်မှာပိတလိဆိုတာတင်းတင်းကြက်ကြက်ဆိုတာလည်းရတယ်၊ကွက်တီဆိုတဲ့အဓိပ္ပာယ်လည်းရတယ်။အဲဆိုဘာအဓိပ္ပာယ်နဲ့သွားမလဲတော့မသိဘူး။နံပါတ်၁ကိုကြည့်။ခုနော ROE လို့နော်ဒီအပြာရောင်စေတာဝစေတာလေးရာဆိုရင်ဝါတရှိနိပိတလိဒါကျွန်တော်နဲ့လုံးဝကွက်တီပဲ။ Okay ဒါကြောင့်ဖြေရနံပါတ်၁အချိန်ပဲ။အဲ့နမနီညီဘငါကြရစံတော့ဗာပေးထားလေဆိုရင်အဲဂိုင်းကူကူတဲ့နိုင်ငံသားမှာကိုကိုကြည့်တိုင်းတော့အထက်တန်းចောင်းသားဘွားတော့ငါ အာ GQ C ဆိုတာကလေအတန်းဖော်တွေကိုပြောတာဟုတ်ပြီနော်အတန်းဖော်တွေ ਨੇ ပိတလိကွက်ကွက်တီတွေးခဲ့တယ်မရဘူးနော်ကွက်တီဆိုတာအဲ့လိုပြောခန္ဓာကိုယ်နဲ့ကွက်တီကြတာကိုပြောတာဖြစ်ပါတယ်အာတင်းတင်းကြပ်ကြပ်လေဒါကြီးဘာသာပြန်နေမရဘူးနော်နောက်တစ်ခုနံပါတ်၃ရှင်ကာကူဆူရူခီနာရာမင်းတောင်ဆက်တက်ရှင်နဲ့ဆိတ်ရှိတယ်ဆိုရင်မို့တူပို့ပြီးတော့စာလေးလာရမယ်ပဲရှိမယ်အာတင်းတင်းကြပ်ကြပ်ကွက်တီစာလေးလာရမယ်မရှိဘူးနော် နမလီယွမ်မောင်အစင်းနော်တဲ့ပူတဲ့အတွက်ကြောင့်မို့လို့တူနာဒီနော်ဟေယာနော်ဘီဂျင်းကရဲ့အတူနာဒီနော်ကနော်အားစောကကြဤရဲ့နော်ဘီဂျင်းကရဲ့အိမ်ရဲ့ခွေးကကွက်တိလေးအိတ်နေတယ်ရှိလားရှိဘူးနော်နောက်ထပ်တစ်ခုတော့စန်းကျင်ယွမ်မောင် စံကျုံရွတ်မှတ်မှာကကြတော့ဂါခုရှူးဆိုတာတင်ယူလေးလာတာဖြစ်ပါတယ်လေးလာတင်ယူတယ်ပေါ့အဲ့ဆိုနံပါတ်1ကိုကြည့်နံပါတ်1ကကြတော့အနာဂါယီဟာနာရှိနာနော်အာနာတို့တို့အာစကားတွေကရှီနေမယ်ပြောချင်တာကွာရှီလျားတဲ့စကားလုံးนี่ဆိုရင်တော့သူတဲ့မို့အရန်ကိုအာတစ်ချိန်နေနဲ့မလေးလာနိုင်ဘူးမလေးလေးလာမတင်ယူနိုင်ဘူးရှိလားစကားစကားလုံးရှီကြီးတွေဆိုတစ်ချိန်နေနဲ့မလေးလာမတင်ယူနိုင်ဘူးမရှိဘူးနော် နမနိကိုတော့နမနိကစံပိုက်ခါတာစီနီယာစီကနေပြီးတော့ခိတာကြားခဲ့တဲ့ရှင်ဟောတောဟာနာရှိဝါအလုတ်ရဲ့စကားတွေအရဆိုသူတဲ့မူအယံကိုစိတ်ဝင်စားစရာကောင်းနေလို့အယံကိုမှတ်သားစရာရှိတယ်လို့ပဲဒါမှအယံကိုလိလာသင်ယူခဲ့ပါတယ်ရှိလား မရှိဘူးเนาะနံပါတ်3စက်မှန်အောင်သွား AI မို့ AI ရလဲပဲဂါခုရှုသင်လေးလာသင်ယူပြီးတော့ခါကြတော့နိုင်ငံတော်လူသားတွေရဲ့ဟန်တန်းကိုအာလူသားတွေဆုံးဖြတ်မှုကိုတေစရာဟုတ်ကတော့ကဒေခီတို့သူကလည်းအာအထောက်ကူဖြစ်ပေးပါတယ်ကုညီပေးနိုင်ပါတယ်လူသားတွေဘယ်လိုဆုံးဖြတ်မလဲဆိုတော့သူကိုယ်တိုင်လည်းလေးလာသင်ယူပြီးတော့ခါကြတော့အထောက်ကူပေးနိုင်တယ်အဲ့ဒါလေးဖြစ်ပါတယ် ဟုတ်ပြီနော်နမလင်ရုံးပံကအာနိုဆန်ရှူကအဲ့ဒီကစားသမားဆိုရင်ရှေးအိုင်းတော့အတူတည်းမို့ပြိုင်ပွဲပြီးသွားရင်တောင်မှလည်းပဲဟီတိုရီတဲ့တယောက်တည်းတင်ယူလိလာဆိုတာစာဖတ်တာတို့လိလာဘန်ကျော်လောက်တာဖြစ်ပါတယ်ဒီတယောက်တည်းသူက training နေလုပ်နေတယ်လေ့ကျင့်နေတယ်ဆိုမှပဲမှန်ပါမယ်နော်အာနော်အဲတော်တော်အားကစားလုပ်ငန်းတွေကို training လုပ်နေတယ်ဆိုမှပဲမှန်မယ်နော်ဒါကြီးလိလာတင်ယူနေတယ်မရဘူးနော်ဒါကစာပေတွေကိုလိလာတင်ယူတဲ့ပုံစံမျိုး အဲ့ပြီးတော့အတိတ်တရားတွေကိုလေ့လာသင်ယူရဲဆိုတဲ့ပုံစံမျိုးဟုတ်ပြီနော်အဲ့ဒါဆိုတော့ဒီမှာဂါခုပါတာဖြစ်တဲ့အတွက်စာပေတွေကိုလေ့လာသင်ယူရဲအဲ့အဲ့ပြီးတော့အခါကျအကြောင်းအရာတွေကိုလေ့လာသင်ယူရဲအဲ့လိုပုံစံမျိုးပဲရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့အခါကျ AI ရလည်းပဲသူတက်တက်မြောက်ရမယ်လေအရာတွေကိုလေ့လာသင်ယူပြီးတော့အခါကျလူသားတွေရဲ့ဆုံးဖြတ်တဲ့နေရာတွေမှာကူညီပေးနိုင်လာပါတယ်အဲ့ဒါလေးပါနော် နောက်ထပ်တစ်ခုကကြဂျွန်ဘီကပြင်ဆင်တာနော်ပြင်ဆင်တာပြင်ဆင်တာဖြစ်တဲ့အတွက်နံပါတ်၁ကိုကြည့်အိုလံပစ်ကုနော်အိုလံပစ်ရဲ့ဂျွန်ဘီဆိုတာပြင်ဆင်မှုဖုဆုပ်ကုနီစီတဲ့မလုံလောက်တာနဲ့ပတ်သက်ပြီးပြင်ဆင်မှုမလုံလောက်မှုနဲ့ပတ်သက်ပြီးရှင်းပွန်းတဲ့သတင်းစာတွေမှာတူရီအာခဲတာတွေတာဖော်ပြခြင်းခံရတယ်နမနစ်ကကြာလျော်ကုန်းတော်ဂျွန်ဘီကခရီးသွားတဲ့ပြင်ဆင်မှုကဆိုတော့တာတာဆုံစီသွားပြီပြေဆုံးသွားပြီဆုံဆုံလင်းလင်းဖြစ်သွားပြီခရီးသွားပြင်ဆင်မှုကဆုံဆုံလင်းလင်းဖြစ်သွားပြီဆိုရင်စုကုနီချက်ချင်းဒေခခဲရောငါတို့ထွက်ကြမယ် နံပါတ်3ကဒါလည်းမှန်တယ်လို့ပဲတင်းနေနေ။နံပါတ်3ကကြောင်ခါရဲတို့ခရခုနောတမင်းနီအိမ်ပြန်မဲ့ဧည့်သည်တွေအတွက်တက္ကစီကိုတက္ကစီကိုဂျုံမီစတာဆိုတာပြင်ဆင်ခဲ့တယ်။မရဘူးဒီလိုမျိုးအဲ့လိုမျိုးပြင်ဆင်မှုတွေမရဘူး။သူကတခုခုကိုပြင်ဆင်တာ ဟုတ်ပြီနော်အပြင်ဆင်မှုမှာဆိုလို့ရှိရင်ဒီပုံမှာကြည့်လိုက်နံပါတ်1တင့်ရဲ့နေ့ကဖြည့်အဖြည့်မှန်တယ်လို့ပဲဟုတ်ပြီနော်အဆောက်အကကြတက္ကစီကိုစီစဉ်ပြီးတာဒါပြင်ဆင်တာလေသမင်းစားဖို့ပြင်ဆင်နေလို့ပါတို့ဟုတ်ပြီနော်ခီးသွားဖို့ပြင်ဆင်နေလို့ပါတို့အဲ့ဒီဟာတွေပဲရမယ်နောက်ထပ်တစ်ခုကကြပါရှိမလဲဆိုတော့မုံတိုင်းတိုက်မှာမဟုတ်လို့ကြိုတင်ပြင်ဆင်နေလို့ကြိုတင်ပြင်ဆင်တာဖြစ်ပါတယ်ဒီတက္ကစီနဲ့သွားပြီးမတွေ့ဘူးနော်အားပြီးတော့ကကြနောက်တစ်ခုကကြနံပါတ်4ကကြတော့အာ hiking go ဟဲ့ hiking go ဆိုတာကတောင်တက်တာပေါ့နော်တောင်တက်တဲ့ဟာကိုတဲ့ဤကုသမင်းနေသွားဖို့ ့ရန်အတွက်အနည်းရက်တွေကိုပြင်ဆင်ဖို့လိုအပ်တယ်နည်းရက်တွေကိုပြင်ဆင်ဖို့လိုအပ်တယ်လေမရဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်အဖြေသုံးတဲ့လင်းတွေကတော့လုံးဝသုံးလို့မရဘူး အဘနောက်အဖြေသုံးတဲ့လေးနဲ့ဟာလုံးဝသုံးလို့မရ။ဒါဆိုလို့ရှိရင်နံပါတ်1ကိုကြည့်။အိုလံပစ်ကတည်းကသူ့ရဲ့ပြင်ဆင်မှုတွေမလုံလောက်တဲ့အတွက်ကြောင့်မို့လို့အာဘာဖြစ်လဲဆိုတော့သတင်းစာမှာဖော်ပြခြင်းခံရတယ်။အဲ့ဒါဆိုရင်နံပါတ်1ကရောမမှန်ဘူးလား။ခရီးသွားတာခရီးသွားတာရဲ့ပြင်ဆင်မှုကဆုံဆုံစီစီဖြစ်သွားရင်ဘာဖြစ်လဲဆိုလို့ရှိရင်ချက်ချင်းကိုထွက်ကြမယ်။အဲ့ဒီမှာဆိုလို့ဆိုလို့တတာဆိုရင်စကားလုံးလေးရှိပါတယ်။အဲ့ဆိုလို့တတာဆိုလို့ဟွာကြတော့သူကအချက်အလက်တွေအဲပြောမယ်စာရွက်စာတန်းတွေစုံလင်တာအချက်အလက် အဲ့လိုမျိုးပေါ့နော်ဥမာအဖြစ်တက်တေတွေစုံလင်သွားတယ်အဲ့လိုပုံစံမျိုးရှိမယ်နောက်ထပ်တစ်ခုအယောင်နေစုံနေဟုတ်ကဲ့နော်အယောင်နေစုံနေနောက်တစ်ခုကဘာရှိမလဲဆိုစာရွက်စာတန်းနေစုံသွားတယ်တက်တေတွေစုံနေအယောင်နေစုံနေနောက်တစ်ခုကကြတော့လူစုံနေပေါ့အဖွဲ့ဝင်နေစုံသွားတယ်အဲ့လိုပုံစံမျိုးတွေမှာတုံးတာသွားဆုံဆုံလင်းလင်းလူဆုံသွားပြီအဲ့လိုမျိုးမှာတုံးတာဖြစ်ပါတယ်အာဒီလိုမျိုးခရီးပြင်ဆင်မှုကဆုံသွားတယ်ဆိုပြီးတော့မတော့ပါဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ဆန်တို့ရဲ့အဖြေကနံပါတ်1ဖြစ်ပါတယ်ဒါဆိုရင်ရပါမယ် ဆောင်းသွားတယ်နော်ဟုတ်တော့အယောင်နေပြင်ဆင်နေအဲအဲ့လိုပုံစံမျိုးပေါ့နော်အယောင်နေပြင်ဆင်တာဖြစ်ရင်အယောင်နေစုံလင်သွားတယ်စာရွက်စာတမ်းတွေစုံလင်တယ်အချက်အလက် data တွေစုံလင်သွားတယ်အဲ့ဘရော့ကကြတော့အဝတ်အစားဒါဒီဇိုင်းမှာဆိုအဝတ်အစား site တွေစုံတယ်အာနော်အဲ့လိုပုံစံမျိုးပေါ့လူတွေအဖွဲ့တွေကလူတွေစုံသွားတယ်အဲ့လိုမျိုးမှာပဲတုံးတာဖြစ်တဲ့အတွက်ဆိုလိုတာတာနဲ့သွားပြီးတော့မတုံးနော်အဲ့ဒါကြောင့်မို့အဖြေကနံပါတ်1ဖြစ်ပါတယ်ခီးသွားပြင်ဆင်တာကပြီးသွားတယ်ဆိုရင်လို့ပဲလာမှာ ဒီမှာစုံစုံစီစီဖြစ်သွားတယ်ဆိုတော့ပြင်ဆင်မှုတွေအချက်လက်တွေလည်းမဟုတ်ဘူးလीเนาะအဲဒါကြောင့်မို့အဖြစ်ကနံပါတ်1ဖြစ်ပါတယ်ကဲအားဆိုလို့ရှိရင်ဒီနေ့အတွက်ကကျွန်တော်တို့ဘာလေးပြီးသွားပြီလဲဆိုတော့အခါကြတော့ဆိုင်းအစ်တင်မေးထားတဲ့အရှိမတင်မေးထားတဲ့စာရွက်လေး3ရက်တင်နေအဲ့3ရက်ကတော့အားလုံးပြီးသွားပါပြီကဲအားဆိုလို့ရှိရင်နောက်ရက်မှာဆက်ပြီးတော့တင်ပြပါမယ်အားလုံးပဲအော်စကာရဲ့ဆာမန်ဒက်အားလုံးကိုကျေးဇူးတင်ပါတယ်ပြိပြီเนาะ